ေးကတော်တော်လေးကိုတက်တာပေါ့ခုလိုမျိုးဈေးတက်နေတဲ့အခြေအနေမှာဆိုတော့မှတသိန်းကျော်လောက်ပဲရှိမယ်နေတူတယ်ကလေးတွေဖြစ်ဆက်စာကျွေးတဲ့အခါမှာဆိုရင် Ivan မို့ဖို့ဆက်ကိုဝယ်တင်လာပေါ့နော်အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဖြစ်ပေးပါမယ်အဲ့တော့ကလေးဖြစ်ဆက်စာအကျွေးတဲ့အခါမှာဆိုရင်ဒီသူ့ပစ္စည်းလေးတွေဝယ်ရတယ်ပေါ့နော်ဝယ်တဲ့အခါမှာဆိုရင်တော့ air fryer ဝယ်မယ်ဆိုလို့ရှိရင် air fryer တော့ဘာလို့ကြတော့တို့ကဒီလိုပေါ့နော် snack လေးတွေလှုပ်ကျွေးတဲ့ဟာနောက်ပြီးတော့ deep frying ပေါ့နော်စီကြော်ကျွေးတာနဲ့အရှင်နေဆိုလို့ရှိရင်တော့ဒီလိုမျိုး Ivan တို့ဘာလို့ဝယ်တာကတော့ပို့ပြီးတော့မှအဆင်ပြေတယ်ဘာလို့ဆိုတော့ဒီကလေးတွေကကြတော့ဥမာစားကြံတို့ကြ blender ာနဲ့ကြိတ်ကြိတ်ပြီးသွားတယ်ဆိုလို့ရှိရင်တို့တို့လေးတွေကကြတော့အဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့အရသာကောင်းအောင်ပို့ပြီးတော့မှအလိုမှုမွေးလေးဖြစ်အောင်ဥမာ bread crumb ပေါ့နော်ပါမုတ်သားလေးနဲ့နောက်ပြီးလို့ရှိရင် cheese လေးတွေပေါ့ဒီလိုမျိုးလေးတွေဆိုလို့ရှိရင်ကြတော့နဲပြီးလို့ရှိရင်တို့တို့စနိုင်လေးလုပ်ကျွေးလို့ရတယ်အဲ့လိုလေးကျွေးမယ်ဆိုလို့ရှိရင်ကြတော့ခဏကပြောတယ် ivan လိုမျိုးလေးနဲ့လုပ်ကျွေးရဆိုလို့ရှိရင်ပို့ပြီးတော့မှအဲ့လိုပေါ့နော်စီပါတာနဲတယ်မဟုတ်လို့ရှိရင်ကြတော့ဒီလိုမျိုးပေါ့နော် snack လေးတွေကြတော့ deep frying လုပ်လုပ်မှပဲပေါ့နော်ပို့ပြီးတော့စားလို့ကောင်းမှာပေါ့အဲ့ချိန်စားလို့ရှိရင်ကြတော့စီနဲ့ပေါ့နော်စီ deep frying နဲ့ကိုထည့်ကြောင်းရတာတွေကကြတော့အရင်များလာဖြစ်ကလေးတွေအတွက်လည်းစီများ ဆိုလို့ရှိရင် threat ကျတာတွေပါဖြစ်တတ်တယ်ပေါ့နောက်ပြီးတော့ CR ကြတော့လည်းအဲ့ချိန်မှာဆိုပို့ပြီးတော့ waste ဖြစ်တယ်ပေါ့ဘာဖြစ်လို့ဆိုတော့တိရတိုင်းမှာ deep frying လုပ်တဲ့ဆိုလို့ရှိရင်ပထမဆုံးတစ်ခေါက်အစီအအများကြီးသုံးရတယ်နောက်ပြီးတော့ပထမဆုံးတစ်ခေါက်မှာပဲ DC ကတန့်တယ်ပေါ့နော်ဒုတိယတစ်ခေါက်တွေပါကြတော့ DC နဲ့ပြင်းပြင်းပြင်းကြောနေတယ်ဆိုရင်ကြတော့ CR မတန့်တော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဟွာပေါ့နော်မုတ်ဖုတ်ဆက်လေးဝဲထားတင်တယ်မုတ်ဖုတ်ဆက်လေးကကြောင့်ခုဆိုလို့ရှိရင်ဟိုအကြီးတွေမုတ်ဖုတ်ဆက်အကြီးတွေအဲ့လိုမျိုးတွေမဟုတ်ပါနဲ့မုတ်ဖုတ်ဆက်တိတိလေးတွေဟိုဟွာပေါ့လာတယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့မုတ်ဖုတ်ဆက်တိတိလေးတွေဆိုကြဈေးလဲအဲ့လောက်မကြီးဘူးဈေးကတော်တော်လေးတော့တက်တာပေါ့ခုအချိန်နေဈေးနေဆိုဘယ်လိုမျိုးဖြစ်နေမလဲမသိဘူးပေါ့နော်ခုလိုမျိုးဈေးတ က်နေတဲ့အခြေအနေမှာဆိုတော့မှတသိန်းကျော်လောက်ပဲရှိမယ်နဲ့တူတယ်ဒါပေမဲ့ तू က Ivan အကြောင်တခုဟိုရှိတာတော့ तू ကအရန်ပူတယ်ပူတဲ့အတွက်ကြောင့်မလို့သူ့ကိုတော့အဲ့လိုတေချာလေးအောက်ကကြောက်လိုမျိုးပေါ့နော်ကြွေပြားလိုမျိုးဒီလိုနေရာမှာပဲထားရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့ဒီ air fryer နဲ့ Ivan နဲ့ဆိုလို့ရှိရင်တော့ Ivan ကိုပို့ပြီးတော့အပေးပါတယ်မိုးဖို့ဆက်ကိုပို့ပြီးအပေးတယ်ဘာလို့ဆိုတော့ तू ကကြတော့ traditional way ဖြစ်တဲ့အတွက်ကြောင့်မလို့မိုးဖို့ဆက်ကကြတော့ဒီပေါ့ toxic chemical တွေပါနေတယ် toxic chemical ဖြစ်ပေါ်ရလဲနေတယ်ပေါ့နော်တန်ချင်းလုံးရလဲလွယ်ကူတယ်နောက်ပြီးတော့ဒီလိုမျိုးဆိုရင်ကလေးတွေကကြတော့လေပေါင်မယ်ပြုတ်ပဲကျွေးနေတာများလာကြ တို့နေရတာကြတော့ပြင်းလာတယ်အဲ့လိုဆိုကလေးလေးတွေကကြော်ကျွေးမယ်ကင်ကျွေးမယ်ဒီလိုမျိုးဆိုလို့ရှိရင်ကြတော့ကြော်ကျွေးဖို့ဆိုလို့ရှိရင် deep frying ပေါ့ခဏလို့ deep frying လောက်ရလိမ့်မယ်ပေါ့အဲ့လိုဆိုတော့ ivan လေးရှိရဆိုရင် deep frying လောက်เสียမလို့တော့ဘူးဒါလေးတွေကကြတော့ ivan နဲ့ကိုထည့်ထားလိုက်ဦးမယ်အဲ့လိုဆိုတော့နောက်ဘာလဲဖြစ်လဲဆိုတော့လူကြီးအနေနဲ့ကလည်းအချိန်ကုန်တာတတ်တာတယ်နောက်ပြီးတော့သူစီမဆိုလို့ရှိရင်လည်းမုံလေးလည်းဖုတ်လို့ရတယ်ကိုကီးလေးတွေတို့နောက်ပြီးတော့ရှင်လည်းဘူးလိုမျိုးဆိုလို့ရှိရင်လေကလေးလေးတွေ snack လေးတွေပေါ့နော်သူတို့ဒီ side မှာ whatsapp snack လေးလောက်ကြွေးလို့ရတယ်အဲ့လိုမျိုးလေးဆိုလို့ရှိရင်လည်းဒီ ivan လေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့လောက်ကြွေးရလဲလွယ်ကူတယ်ပေါ့နော်အဲ့တော့ကိုက baby လေးတွေရောကြာပါ ြင်စာလေးလည်းမကြွေးဘူးဒီဖြစ်စွတ်စာလေးကိုတေချာလေးကြွေးမယ်နောက်ပြီးလို့ရှိရင်လည်းအမုံလေးတွေလည်းပေါ့ snack လေးလည်းအိမ်မှာပဲတေချာလေးလုပ်ကြွေးမယ်ပူတင်းလေးလည်းလုပ်ကြွေးမယ်ဒါမျိုးစဉ်းစားထားရဆိုလို့ရှိရင်တော့ Ivan လေးကဝယ်တင်တယ်ဈေးလေးအရန်ကြီးမနေဘူးနောက်ပြီးတော့လည်းအရန်ကြီးလည်းဟိုတော့ microwave လောက်ပဲပေါ့နော်နောက်ပြီးတော့အရန်ကြီးလည်းအဲ့လိုပေါ့နော်ဟိုဘယ်လိုပြောမလဲ inconvenient လည်းဖြစ်မနေဘူးပေါ့နော်တက်တောက်တက်တာလည်းရှိတယ်အချိန်ကုန်တာလည်းတက်တာတယ်အဲ့တော့ Ivan လေးတွေကဝယ်ထားမယ်ဆိုလို့ရှိရင်ဒီ video ကိုကြည့်ပြီးတော့မှဝယ်တင်ပါတယ်